နှစ်ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကပံကံပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်လွှဲမှာပါရှင်။2025ခုနှစ်နှဝင်ဘာလ21ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ ထင်ငော့ကြံ့ကြာနေတဲ့ကိစ္စတွေဒီနေ့အတွက်ပြည်လည်ပြီးတော့ကောင်းတဲ့အပြောင်းအလဲတွေနဲ့ကြုံတွေ့ရတတ်တဲ့လက်လွန်နေတဲ့ငွေရေးကြီးတွေကမရည်ရွယ်ပဲနဲ့မထင်မဖဲနဲ့အဖက်ဖက်ကပြန်ပြီးဝင်လာတတ်တဲ့အချီးရေးမှတာယာတယ်နော်အချီးရေးမှတာယာတယ်အရှင်ပြေတယ်ကျမ်းမာရေးအနေနဲ့ကိုယ်လည်းရာရန်တဲ့ဝေဒနာတွေရှင်ပတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့လေးဖြစ်ပြီးတော့အချိုးပေးတဲ့ အယောင်မှာအစိမ်းအောင်နဲ့အစိမ်းရင်းရင်းအယောင်ပဲဖြစ်ပါတယ်။ယရိယာအနေနဲ့မိမိအိမ်ရှိပြားမှာလက်ဖက်ရည်ကပ်လူပြားမှာဖြစ်ပါလိမ့်ရှင်။ကိုနရသားသမီးမရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်ပြမပါစေ 2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးတော့အလုံးထဲမှာနမေကောင်းရတာနေရာကောင်းရတာမျိုးတွေဂျုံတရတတဲ့အချီရင်နဲ့အိမ်တော်ရေးမှာတော့စိတ်အလိုမကျတဲ့သားကြီးများနေတဲ့တဲ့ကျန်စီသားသမီးအရာတွေကိုဒီနေ့အတွက်ရရဲတင်းတင်းသာလှုပ်ဆောင်မှာအစဉ်ပြေအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့ ကျမရဲ့အနေနဲ့ဘိုက်နာတဲ့ဘိုက်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့တဏ္ဍာကတော့၄နဲ့၈ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှအဖြူရောင်ပဲဖြစ်ပါတယ်ရလျာအနေနဲ့မိမိအရှိပြားမှာဘလိုရေပေါ်ဆက်လူပေးရမှာဖြစ်ပါတယ်ရှင်ကိုနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ ဖော်ပြချက်တွေကတက်တက်စီအောင်လွှဲမှာပါစေ2025ခုနှစ်နဝင်ဘာလ27ရက်နေ့အင်္ဂါသာသမီများအတွက်တနေ့တာဟော့စတယ်မှာဖြစ်ပါတယ်အင်္ဂါသာသမီများအတွက်ဒီနေ့မှာလူမျိုးချဘာသာကြားတွေစီကနေပြီးတော့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတတ်တဲ့ရွှေလဝိအဖိုးတန်တဲ့ရွှေယရနာလဝိယရနာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ ဒီနေ့မှစိတ်တော့ကရေစိတ်ရှုပ်ရတာမျိုးတွေကြုံတရတဲ့တဲ့ဒီနေ့မှအင်္ဂါသသမီများအတွက်တတိထားနော်သူတစ်ပါးကမိမိကိုကြောက်တွန်းတာကြောက်ချတာအထင်လွဲအဆွတ်ဆွဲတွေလေဒီနေ့အတွက်ကြုံတရတဲ့တဲ့ကျမ်းမာရေးအနေနဲ့လဲခြေတော့မှထိကဲတန်ရရတဲ့တဲ့ချစ်သူစီကနေပြီးတော့လဲတရင်ကောင်းချရတဲ့တဲ့အကျိုးပေးတဲ့ကနန်းကတော့ တင်းနဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ရေရီယာအနေနဲ့မိမိအိမ်ရှိဖျားမှာလက်ဖက်သုံးကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိတ်ထားသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမှားပါစေ။ 2025ခုနှစ်နှဝင်ဘာလ22ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတမ်းပဲဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာအလုတ်ထဲမှာ စိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့တစ်ခုပြီးတစ်ခုရှုပ်သလိုမျိုးဒီနေ့အတွက်ကြုံရတတ်တယ်ဘယ်လို့ပဲလုံလုံနှစ်ချိန်နှစ်ခါနှစ်ကြော့ပြန်နှစ်ခါပြန်ရတာမျိုးဖြစ်တတ်တယ်အဆုဆက်သူရှယ်ယာလုပ်ငန်းတွေလည်းဒီနေ့အတွက်မကောင်းသေးဘူးเนาะ in tight a tight မလုပ်တင်သေးဘူးเนาะငွေရေးချေးတွေလည်းဒီနေ့မှထွက်တဲ့ငွေရတအားကြီးကိုများနေတယ်ဝင်ငွေရဝင်နာနည်းနည်းဝင်နေထောက်ငွေတွေကတော်တော်များနေတဲ့တဲကျမ်းမာရေးအနေနဲ့လည်းတည်ထားเนาะခါနာတာခါမြက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့ချစ်သူစီကနေပြီးတော့လည်းမမျော်လင့်နေနဲ့လက်ဆောင်ရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့ ခရောင်မှာကပြာရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်။ရတရာအနေနဲ့မိမိအရှိပြားမှာစမူစား၅ခုကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနရသားသမီးမရှင်များအားလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်လွှမ်းပါပါစေ။2025ခုနှစ်နိုဝင်ဘာလ 2021ရဲ့နေ့ဂျာတာပရိသသမီများအတွက်တနေ့တာဟော်စတယ်ပဲဖြစ်ပါတယ်ဂျာတာပရိသသမီများအတွက်ဒီနေ့မှာအလုတ်နဲ့ပတ်သက်ပြီးတဲ့အလုတ်နေရာတိုင်းကြီးများနဲ့ပတ်သက်ပြီးတဲ့ဒီနေ့မှာစကားပြောဆိုရတာမျိုးတွေဖြေရှင်းရတာမျိုးတွေဖြစ်တဲ့တင်ဝေးကြီးတွေကတော့ဒီနေ့အတွက်စီလိုအပေါက်ရှာပြီးတော့ဝေးကြီးတွေကတအားကြီးကိုထွက်နေတဲ့တင်အဲ့ဒီဝေးကြီးကိစ္စအတွက်တည်းလေဒီနေ့မှာ ော်တော်ခေါင်းရှုပ်ရတာဆက်ရှုပ်ရတာမျိုးတွေဖြစ်တတ်တယ်နော်အထက်လူကြီးအကြီးကဲအတွက်ကိုလည်းတဦးအတွက်တယောက်အတွက်လည်းကိုကကြားရရနေပြီးသူပြဿနာကိုပြဿနာဖြစ်တတ်တယ်ဆက်ရှုပ်ရတတ်တယ်စိတ်ညစ်ရတတ်တယ်တတိထားနော်ကျမ်းမာရေးအနေနဲ့လည်းခေါင်းချမ်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူကမိမိကို အထင်လွဲခံရတာဆွဆွဲခံရတာလည်း ဒီနေ့မှဂျုံတရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့10ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာညုံမိုင်းတဲ့အရောင်နဲ့မယမ်းရောင်ပဲဖြစ်ပါတယ်။ရေရီယာအနေနဲ့မိမိအိမ်ရှိပြားမှာနှင်းစီပန်း9ပွင့်ကလူပေးရမှာဖြစ်ပါရရှင်။ခொနီရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ဧဒသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့ မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှမ်းမပါစေ2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစတမ်းပဲဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာသားသမီးအောက်လက်ငယ်သားတူအတွက်တယောက်အတွက်ကို တော်တော်ဒီနေ့အတွက်စိတ်တော်ကရဂျွန်ဒီယာတက်တဲ့အလုံးနေရာတိုင်းင်းနဲ့ပသက်ပြီးသွားရင်လည်းဒီနေ့မှကောင်းတဲ့ကောင်းသောအပြောင်းအလဲတွေနဲ့ဂျွန်ဒီယာတက်တဲ့အခြေအမှလည်းဝေးလေကောင်းနေဖြစ်နေတတ်တဲ့ဂျမ်းမာရဲ့အနေနဲ့ခြေတော်မှာထိခိုက်တန်ရာရတတ်တဲ့သတိထားနော်အကျိုးပေးတဲ့ကဏ္ဍကတော့သုံးနဲ့ခွန်ဖြစ်ပြီးတော့ခံကောင်းတဲ့အကြောင်းမှာအပြာရောင်နဲ့နတ်ပြာရောင်ပဲဖြစ်ပါရဲ့ရှရိယာအနေနဲ့ မိမိအရှိပြားမှာဘဲမုတ်သုံးခုကလူပေးရမှာဖြစ်ပါရဲ့ရှင်။ကိုနေရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိတ်ကြသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှမ်းမပါစေ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာ အလုံးနဲ့ပသက်ပြီးတော့မိမိကခေါင်းခံပြီးတော့တာဝန်ယူပေးရတာဖြည့်ရှင်းပေးရတာမျိုးတွေဖြစ်တတ်တဲ့တတိယနော်မိတ်ဆွေအရင်အချာများနဲ့လည်းဒီနေ့မှအစင်မပြေဖြစ်တတ်တဲ့မိမိရဲ့အထက်လူကြီးအကြီးအကဲဆရာသမားတွေကလည်းမိမိကိုမရည်ရွယ်ဘဲနဲ့တကူတကကိုကိုအကူအညီထောက်ပံ့နေရရှိတတ်တဲ့ အလားအပါယရနာနဲ့ပတ်သက်တဲ့ဖြစ်ရှိရလေဒီနေ့မှဝင်လာတတ်တယ်။ကျမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။ချစ်သူစီကနေပြီးတော့လေသတင်းကောင်းကြားရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအစိမ်းအောင်ပဲဖြစ်ပါတယ်။ယရိယာအနေနဲ့မိမိအရှိပြားမှာလေမော်ရဲ့ ကလူပြရမှာဖြစ်ပါတယ်။လိမ္မော်ရေအဆင်မပြေရင်အဆင်ပြေတဲ့ဖြော်ရည်လေးလူလို့ရတယ်နော်။